နောက်ဝက်ခွဲမှာနိုင်မနိုင်သာကြည့်ရမယ်ဆန်လာလန်။အင်္ဂါညာချန်ပီယံရှစ်ပွဲစဉ်42ပွဲကျော်သုံးချက်ချက်။ဘလန်ဘန်နဲ့ရှက်ဖီ1ညတနိုင်15ရမက်တူဆရာအလဲနှစ်သင်းရဲ့တွေးဆမှုဆိုပေမဲ့လက်ရှိချေစွမ်းကတော့ကွာပါရင်ဘလန်ဘန်က9ပွဲဆက်ရှင်းလုံးနေမှာကပဲ9ပွဲဆက်လည်းနိုင်ဝဲပြောက်ထားတာပါ။ရှက်ဖီ1ကတော့နောက်ဆုံးချန်ပီယံရှစ်အဝေးကွင်း9ပွဲမှာတပွဲသာရှုံးပြီး3ပွဲနိုင်ထားပါရင်တဲပေါ်တဲ့ဒီဘွဲမှာရှက်ဖီ1နိုင်မနိုင်ကိုလာကြည့်ရမှာပါ။ဘရစ်စတိုနဲ့ဝက်စ်ဘရွန်ညတနိုင်15 ုံးမသာကွာတဲ့အစင်းချောင်းနဲ့ရှစ်ရွယ်တွဲဆော်မှုဖြစ်လို့ပလေးအော့အတွက်အရေးကြီးပါတယ်ဘရက်စတိုကနောက်ဆုံးအိမ်ကွင်း၅ပွဲမှာမရှုံးခဲ့သလိုဝက်ဘရွန်ကလည်းနောက်ဆုံးဝေးကွင်း၄ပွဲမှာတပွဲသာရှုံးထားတာပါသူတို့ကြားနောက်ဆုံးတွဲဆော်မှု၆ပွဲမှာ၅ပွဲကဂိုးမများခဲ့ပါဘူးဂိုးပေါင်းစစ်ကလည်းနှလုံး65ရှုံးနေဒီပွဲမှာဂိုးအောက်ကပိုကောင်းပါတယ်နော်ဝေ့စ်နဲ့ဆန်နာလန်ညတနားရီ15 ဆီယားနယ်ကနော်ဝေ့စ်ကနောက်ဆုံးချန်ပီယံရှစ်လေးပွဲမှာသုံးပွဲရှုံးထားတဲ့အတင်းမှာအစင်လင်းနေရာကဆန်လာလန်ကတော့တိုက်ရိုက်တန်းတက်မျောလင်းချက်ရေးရေးလေးရှိနေပါတယ်။ဒါ့အပြင်ဆန်လာလန်ဟာနောက်ဆုံးချန်ပီယံရှစ်6ပွဲမှာလည်း၄ပွဲနိုင်ပြီးတပွဲသာရှုံးနေထားတာပါ။နော်ဝေ့စ်လည်းပဲ10ရှုံးဆိုပေမဲ့ဧည့်သည်နိုင်မနိုင်သာကြည့်ရပါမယ်။ပရစ်စတန်နဲ့ကာဒက်စ်ညတနားရီဆန်က ဆရာအောက်ပိုင်းကပရစ်စတန်ကလက်ရှိရားလက်ပိုင်းမတည်နေသလိုနောက်ဆုံးချန်ပီယံရှစ်၉ပွဲမှာလည်းတပွဲသာနိုင်ခဲ့ပါတယ်။ကာတစ်ကတော့တန်းစင်းစုံတဲ့ကနေလက်ဖို့အစွမ်းကုန်ရုံးနေတဲ့အသင်းမှာဒါမှမကာတစ်ဟာနောက်ဆုံးချန်ပီယံရှစ်၃ပွဲစလုံးမှာလည်းမရှုံးခဲ့ပဲရမှတ်၅အမှတ်စုဆောင်းထားနိုင်ခဲ့ပါတယ်။ပရစ်စတန် level ၄၀ရှုံးဆိုပေမဲ့လည်းအမှတ်လွန်နေတဲ့အဲဒီနဲ့ပဲစွန့်စားရမှာပါ။ Sheffield United နဲ့ Millwall ညတနိုင်းဆန်ကပြီးခဲ့တဲ့စနေနေ့ကဆရာအောက်ပိုင်းအသင်းကိုဝေးခွင့်မှာမမျှော်လင့်ပဲရှုံးသွားလို့ Sheffield United ဟာ ဇာထိတ်ကနေဒုတိယနေရာကိုဆင်းပြေးလိုက်ရပါတယ်။အင်ကွင်းမှာရှယ်ဖီယူနိုက်တက်ဟာနောက်ဆုံး6ပွဲမှာ၄ဝဲနိုင်ထားတာပါ။အစဉ်ကုန်းနေရာကမီဝေါကတော့လောလောဆယ်အဝေးကွင်းရှုံးပွဲဆက်နေပါတယ်။တလုံး90စားပေါက်တဲ့အင်ရှင်အရေးအောက်ခေါ်လုံရမှာပါ။စတုန်းနဲ့လူတန်ညတနိုင်ဆန်ကတန်းစင်းစုံနာကအသင်းနဲ့တန်းစင်းစုံတွေကအသင်းတွေအတွဲဆုံမှုပါ။စတုတ်ကလောလောဆယ်ရလက်ပေါင်းစုံထွက်နေပါတယ်။တန်းစင်းစုံတွေမှာရုံးနေတဲ့လူတန်ကတော့နောက်ဆုံး6ပွဲမှာဇာထိတ်ကဘန်လေးနဲ့တပွဲလာရှုံးခဲ့ပြီးအဝေးကွင်းနိုင်ပွဲဆက်နေတာပါ။ စတုတ်လေဗယ်20ရှုံးဆိုပေမဲ့လည်းလူတန်ဘတ်မှာအနေဆုံးသိရရှိပါတယ်။ Wi-Fi နဲ့ HCD ညတနားရီဆန်ကအဆင့်20ဆိုပေမဲ့တိုင်းစစ်ပိုင်းကရုန်းကန်နေရတဲ့ Wi-Fi ဟာနောက်ဆုံးချန်ပီယံရှစ်6ပွဲမှာတပွဲသာနိုင်ခဲ့တာပါ။တန်းစင်ဆုံးနာက HCD ကတော့ရလက်မတည်ငြိမ်ပေမဲ့ခန်းစစ်ကတော့ဒီငြိမ်ပါတယ်။အဲဒါကြောင့် HCD ရဲ့နောက်ဆုံးချန်ပီယံရှစ်10ပွဲမှာလည်း၉ပွဲကနှစ်ဖက်အတွင်းကို၂ဂိုးနဲ့အောက်ဖြစ်ထားတာပါ။ဂိုးပေါင်းစစ်နှလုံး65ရှုံးနဲ့ဒီပွဲမှာဂိုးပေါင်းအောက်ကပိုကောင်းပါတယ်။ဒါပေမဲ့ဖန်လေးညတနားရီဆန်က တန်းစင်းစုံကလင်ကဒါဘီအောင်အိမ်ကွင်းရုံအားကောင်းနေတယ်လို့အိမ်ကွင်း၃ပွဲဆက်လည်နိုင်ထားပါတယ်ဒါပေမဲ့ဇယားထိတ်ကဘန်လီကလည်းနောက်ဆုံးချန်ပီယံရှစ်၆ပွဲမှာ၅ပွဲနိုင်ထားတာပါဒါဘီဘန်လီဟာဒါဘီနဲ့နောက်ဆုံးတွေ့ဆုံမှု၆ပွဲမှာ၅ပွဲပေးကောမရှိခဲ့ပါဘူး level တရာရှုံးပေါတဲ့ဘန်လီနိုင်ပွဲဆက်အောင်ပါမီဒယ်ဘရောနဲ့လေးတနားကြီးကွဲ play out အတွက်ရုံးကန်နေရတဲ့အဆင့်ကောင်းအသင်းနဲ့တိုင်းရိုက်တန်းတက်ခွင့်အတွက်ရုံးနေတဲ့အဆင့်၃အသင်းတို့ရဲ့တွေ့ဆုံမှုပါမီဒယ်ဘရောက အိမ်ဝဲသုံးဝဲဆက်နိုင်ထားသလိုလီကလည်းတရေဝဲဆက်နေပေမဲ့ကိုသွင်းချေတော့မှတ်ပါတယ်သူတို့နှစ်သိန်းကြောင်းနောက်ဆုံးတွင်းဆောင်မှုလေးဝဲဆက်တော့မှာနှစ်ဖက်သွင်းကို၃ခုနဲ့ထက်ရှိကြပါတယ်ဂေါပေါင်းစင်း၃လုံး85အစားရှိသလိုဂေါပေါ်ကပိုသေးကြပါတယ်ကြီးစုပေးကြတာကျေးဇူးတင်ပါတယ်